အားလုံးပဲမင်္ဂလာပါခင်ဗျာ စာရေးသူမောင်နေဝင်းရေးတဲ့မှန်ရိတ်ဝေမောင်လို့အမည်ရတဲ့ဝတ္ထုကို အပိုင်းနှစ်အနေနဲ့ကျွန်တော်ကိုရွှေတာမှဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါဦးခင်ဗျာစင်ကြီးတို့မောင်တော်မအလောက်ကိုစီလောက်ကြရသည်စင်ကြီးကဗျံကြစီရောင်းကမောင်ကြီးကအညာဆန်တင်မောကြီးစိတ်ကန်းတွင်ကုလီထမ်းပြီး မောင်ငယ်ကရေခဲကောက်သည် ကီလီလန်းနှင့်မော်ဒော်လန်လေတံအစားကြည့်သော စိတ်ကန်းတို့တွင် င်းဝကျွန်းပေါ်ကငားတိုင်တွေငားရွက်တွေအတွေ့ရေခဲများတင်ပို့လေးရှိရာတင်းမောပေါ်တို့ရေခဲတုံးကြီးတွေကို တရွတ်တိုက်တွန်းတင်ကတင်ဆောင်လေးရှိသည်ရင်းတို့ဖြစ်ခဲ့တဲ့ဆန်းတင်ပို့သည့်အတွေ့စိတ်ကန်းတရားတစ်ချောင်းမှာရေခဲတုံးအကျိုးအပဲ့တွေဖွာလန်ကျဲတက်၍နေပေရာဤအကျိုးအပဲ့တွေကိုတန်ဖုံးတစ်လုံးဖြင့်လိုက်လံစူဆောင်းကောက်ထက်ကရေခဲဆိုင်များရှာလက်ပဲ့ရေတံများထံပြန်၍ရောင်းသည် မောင်ငယ်ဒီကဤအလုပ်တွင်များစွာကျင်လည်လျက်ရှိလေ၏မိတို့ပင် ဖြစ်စေကမူသူတို့သားမိလေးယောက်သည်မော်တင်လန်းနှင့်ကာနာလန်းတော်ကြီးကွက်တစ်ကလေးတစ်ခုတွင်ရရဆားဆားနေထိုင်ခဲ့ကြသည်သာဖြစ်၏အသက်အရွယ်ကြီးရင်မိဖြစ်သည့်အပြင် ကောင်းစွာမကြမ်းမမာဖြစ်နေသော အမိကိုပင်အလုံးမလုံးစေတော့ပဲအိမ်၌သာနေခိုင်းသည်အမိကလည်းကျေနပ်သည်ရှုတဲ့နွမ်းပါသောဘဝတွင် သူတို့ဤကျင်းမြောင်းသိငယ်လာသည့်ပျော်ရွှင်မှုပတ်ဝန်းကျင်ကိုတိဆောက်၍ကြိုးပမ်းခဲ့ကြသည် စိန်ကြီးနော်စိန်ကြီးလင်းယူပတ်ဆက်သည် မာစတာတာကတူချိုပြန်ဟိုဟာတလုံးနဲ့ကြံအဘယ်မျှကြအောင်စဉ်းစားမိလိုက်သည်မသိအနားတွင်ကက်ခါမထီတတိဆားပြနေသောမမတက်၏စကားတန်ကိုကြားတော့မှပင်စိန်ကြီးကပဲလော်ပန်းကိုရိုက်ခတ်ရင်းလှန့်ကြည့်မိသည်မမတက်ကပြုံးနေ၏မမတက်ကလည်းလောက်ပြန်ပြီဒီတချင်းကြီးကို မုန်းကမုန်းပါပြီတဲ့အလဲကားပါညမရဲ့ ဈေးရောင်းထိုင်လို့များပြင်းနေသလားလို့မမတက်ကစတာပါအေးဘယ်နဲ့လဲဒီနေ့နေ့အတွက်စီရဲလားစီရဲရဲလည်းမဟုတ်ပါဘူးမမတက်ရဲ့တနေ့တစ်ရက်ခွင်းနှစ်ရက်လောက်တော့ကို့ဖို့ကရင်တော်လာပြီဆိုပြီးလုံနေတာမမတက်ရော မထွက်ဘူးလားမမတက်ဆန်ရောမထွက်ဘူးလားအေးဒီနေ့မထွက်ဘူးအထက်ကောက်စရာရှိတာ ਨੇ စင်စင်မမတက်ဟုခေါ်နေသည့်မတက်နှံသည့်အရာရှိကတော်ကြတဦးဖြစ်ကြောင်း တင်ကြီးဆေးတွင်အထယ်ဆိုင်ဖွင့်ထားကြောင်းဖြင့်ညောင်မင်းလေးဆေးမှစိုက်ကားသမားကိုထွေးတင်ကမိတ်ဆက်ပေးခဲ့ရာမှတည်ကျွမ်းခဲ့ရခြင်းဖြစ်သည်အရာကြီးကတော်ကြလည်းဖြစ်အထယ်သေးလည်းဖြစ်သည်ဆိုသောမမတတ်သည်အသားညို့တော်လည်းကိုလုံးတို့ကိုထဲပြည့်ပြည့်တောင်းတင်သည်ခစ်ဆန်သည်ရဲတင်ဖြက်လက်သည်အထယ်ကောင်းရင်ဧည့်သည်တော့မဟုတ်ဆွေမျိုးကြိုရင်ညောင်မင်းလေးဆေးတို့လာရောက်တက်လေသည် ုကလိုရောက်လာတိုင်းစိန်ကြီးကိုတွေ့အောင်ရှာကတရင်တနည်းနဲ့စကားပြောလေရှိသည်စိန်ကြီးကမမတက်ကိုအားကြဤမမတက်ဤတွက်လက်ဖြက်လက်မှုတွေကိုသဘောတွေ့မိရှောမွေလှပတလောက်ကိုတူးကိုရှင်စီးပွားချတော့မိမသားတံမဲ့ဂုံကျက်တည်းရှိရှိနေထိုင်နိုင်သည့်မမတက်ဤအရေချင်းကိုအတုယူခြင်းသည်ညမရဲ့ဒီနေ့တော့စကားဆက်မိလို့ပြောရအောင်မယ်ညမဟာလေအသားကလည်းဖြူ ိုလုံးကိုယ်တက်ကလည်းတောင်းတောင်းတင်းတင်းအရွယ်ကလည်းကောင်းဒီလိုပဲပဲကြီးလော်လေးရောင်းတိုလီမိုလီလေးရောင်းနေရတာတွေ့ရတော့မမသက်စိတ်မကောင်းဘူးမမသက်နဲ့အယောင်းဝယ်လိုက်လို့ပါလားဟင်ဒါကို့အသွင်းရင်တိုင်းညီမလေးလိုခင်တို့ပြောတာနော်မခင်ရင်တော့မမသက်တို့ကလှဲ့တော်မကြည့်သေးဘူးစိန်ကြီးသေးဝမ်းသာသွားမိသို့တော်သူဤဝမ်းသာမှုကိုမမသက်ချင်းမောင်း၌ဘုံကနေမဖော်ပြရဲ့ အခုကြည်စမ်းဒီစိတ်ကမ်းမှာနေဘူးမချောင်းမိုးရမချောင်းညမမှာလှုပ်လိုက်ရတာတနေ့လုံးလေချောင်းကိုင်းအောင်ဩကာမငါးချက်အလွန်ဆုံးကို့အတွက်ကြံတာဟုတ်တယ်မလားမမတက်ဒီကိုချင်းစားပါတယ်ညမရေမမယောက်ျားရှိတုန်းကတူလာကနဲ့မင်းကတော်ဆုပ်တဲ့ဂုံပုံနဲ့အမြိုင်သားနေခဲ့တာပဲသူလဲဆုံးသွားရောမဖြစ်ဘူးအလောက်ကလေးပါလေလုံအောင်မှဆိုပြီးတိမ်ကြီးစင်းမှာဆိုင်ကြဆိုင်လေးလံဆွဲတာပဲဒီလိုအမိုးကအောက်မှာဆိုင်ခင်းရောင်းရတာတော့ မမတက်လေကိုကိုကိုတိတ်ဆင်းရဲတယ်ထင်ပြီးငိုလိုက်ရတာမောပဲညီမရဲ့ညီမတို့လိုများနေဘူးမချောင်မိုးရမချောင်ပင်မရမယ်ဆိုရင်မမတက်တေးတာကြာလှပြီအဲ့ဒီလို ကိုချင်းစာတို့ငါညီမကို ပြောတာပါဘယ်နဲ့လဲမမနဲ့အတူတူလိုက်ပြီးလုံမလားဟင်ညီမကိုရှင်မွေးမိမလောင်လက်မွေးမိမလောင်ထားမယ်လက်ဝတ်လက်စားတွေလည်းဆင်ပေးအောင်ပါကျမကအဲ့ဒီအလုပ်တွေမှာမလုပ်တတ်ပဲမမတက်ရဲ့ ။အိုးဒါအတွက်ပူနေစရာမလိုပါဘူးညီမရဲ့။မမတက်ဟာအားလုံးကိုတင်ပြမှာပါ။ဘယ်အလုံးမျိုးကိုမဆိုဒီလိုပဲလုံရင်းနဲ့တက်နေကြတာပဲမဟုတ်လားညီမရဲ့။မမတက်လာခေါ်မယ်နော်။အိုးဒါတက်နေပါဦး။ညီမရဲ့အမေနေမကောင်းဘူးလို့မောင်ထွေးကပြောတယ်။အခုဘယ်နဲ့နေသေးလဲ။ဒီလိုပါပဲမမရဲ့။အသက်ကလည်းကြီးပြီဆိုတော့တချောင်ချောင်ပေါ့။ဘာယောဂရဲ့လို့လည်းအတိအကျပြောမရပါဘူး။ ေးလေအသက်ကြီးလာတော့အလိုလိုနေရင် ရှူရှာတတ်တာမျိုးပဲကဲကဲရော့ငွေ90ယူထားလိုက်အမေကြီးအတွက်စေးဘိုးဘွားကနဲ့ဓာတ်စာလေးပါလေးဝယ်ကြွေးပေါ့မမသက်နောက်ထပ်လာအောင်မယ်ဟုတ်ပြီလားရော့ယူထားလိုက်ပါစိန်ကြီးဤဈေးပန်းပေါ်သို့ငွေ90ကိုတင်ကမမသက်မှာထွက်ခွာသွားလေသည်မနှက်ပြန်လာအောင်မမသက်လာခဲ့မယ်တိလားဒီမှာပဲစောင့်ပေါ့မမသက်ဤကြောပြင်ကိုကြည့်ရင်ငွေ90ကိုလက်ကကိုင်းစိန်ကြီးကကောက် ောက်ကြံရစ်လေသည်ကျေးဇူးတင်စကားကျေးဇူးတင်စရာကောင်းသောမမတတ်ကျင်နာတရားကြီးမသောမမတတ်ပါလားဟုစိန်ကြည်ဤရင်တွင်၌မိတန်တာတာနှင့်မိတရားဖြစ်လေသည်90မြသောငွေကြေးကိုတလုံးတစ်ခဲတည်းမကင်ဘူးသည့်စိန်ကြီးသည်ကြည်နူခြင်းဝမ်းမြောက်ခြင်းပီတိဖြစ်ခြင်းစသောစိတ်လိုချမှုမျိုးစုံကိုပွေ့ပိုက်ကအိမ်သို့ပြန်ခဲ့သည်အမေအတွက်ဓာတ်စာဝယ်ပေးမိတချို့တော့သောငွေကိုအင်းကြီးစလှလှကလေးဝယ်ချုပ်ကာ အာပတယဝက်လိုက်မည်ဟုတွေးမိလေ၏အခန်းကမမတက် ကျမဘလို့မျက်နာပြရမလဲဟင်စိန်ကြီးတည်ငိုနေ၏ဖွဲဖွဲပြူသောပားပြင်တွင်မျက်ရည်များဖြင့်ဆူချွဲ၍နေ၏မိုးမောက်ပြပြိုးသည့်ရင်သားအဆုံမှာစုပ်ကန်ရွှေမခြင်းခံရသည့်ပန်းကလေးတွေလိုစိစိညံ့ညံ့ကြေကုန်ပြီလားထင်ရလောက်အောင်နာကျင်ကျိမ့်ဆက်လျက်ရှိသည်မမတက်ခေါ်ရနောက်သို့စိန်ကြီးလိုက်ခဲ့သည် မမတက်ကအထဲထိုင်တို့ခေါ်မသွားပဲသူ့အိမ်တို့ခေါ်သွားသည်မမတက်ဤအိမ်ခန်းအတွင်းမှာပင်အသင်အဆောင်နေသော လူတစ်ယောက်နှင့်ပတ်ပင်တူကြရ၏ဤသို့အပြင်စိန်ကြီးသည်လည်းအပြိုရီပြက်ခဲရတော်သည်တာမက တကိုယ်လုံးကျိုးပြက်သည့်အယုတ်ပမာနွမ်းပျော်နှိုးခွေ၍တွားရတော်သည်မမတတ်သည်စီကရက်ခဲကမျက်စိကိုစင်နာရင်သူ့အပား၌တရှုံရှုံငိုနေသည့်စိန်ကြီးကို ထူးဆန်းသောတရားဝါတစ်ခေါင်းတစ်ပွဲစိုက်ကြည့်၍နေသည်စိန်ကြီ ငါညမငွေရှိရင်ဒီလောကကြီးမှာဘာမျက်နာကိုမှပြရစရာမလိုဘူးဆိုတာမှတ်ထားစီးပွားကြတဲ့နေရာမှာတိတ်ပြီးအယူသဲမနေစမ်းပါနဲ့စိန်ကြီးရေကျမကျမဒါမျိုးတွေမလောက်တတ်ဘူးမမတက်ရေကျမချက်လာကြည့်ရေအိုးတဲလဲခတ်တဲ့မိန်းကလေးပါလားမလောက်တတ်ဘူးဆိုတာကဘာလဲချက်တယ်ဆိုတာကဘာလဲမမတက်မသိတော့မေးလိုက်စမ်းပြရစီဒီမှာမမတက်ကိုကြည့် တခြားဝေးဝေးလန်လန်ကိုမကြည့်နဲ့မမသက်တကောလုံးဟောဒီလိုပြင်းတွဲပြီးကြနေပြီတင်မရှိရင်မရှိဘာဆိုဘာမှ မရှိတော့ဘူးဒါပေမဲ့ဘယ်သူကသိတယ်လဲယောက်ျားဆိုတာမျိုးဟာမိန်းမနဲ့တွေ့ရင်ငားစာမြင်တဲ့ငားတွေပဲအေးအပြိုစစ်စစ်မစစ်စစ်ဘသူမှလိုက်ပြီးစစ်စေးမနေပါဘူးဘာမှဝမ်းနဲ့မနေနဲ့ယော့ဟောဒီမှာငွေတရာယူ စိန်ကြီးဤတွန့်ကျင်နေသော ထမိန်ပေါ်သို့ငွေတရာအထက်လိုက်ကြလာလေပြီစိန်ကြီးကခေါင်းကိုအောက်သို့ငုံချလိုက်ရာပားပြင်မှမျက်ရည်ပေါင်များသည်ထမိန်ပေါ်သို့တဆက်ဆက်ကြဆင်းနေလေကျမကျမချက်လုံးလို့ပါအမရာစိန်ကြီးကဤစကားကိုပင်ဆက်၍ပြောသည် မမတတ်မှာတဟားဟားရေမောရင်စိန်ကြီးဤပွာရောက်နေသောသပင်ကိုလက်ဝါးဖြင့်တတ်တင်ပေးကဆက်တယ်ဟုတ်လား ဘာကိုအချက်ရမှာတော့ငါညမရဲ့ဘယ်သူသိတာမှတ်လို့ကိုကိုကိုပဲသိတဲ့ဥစ္စာအခုကြည်စမ်းခဏကလေးနဲ့ညမအတွက်ငွေတရာရပြီတနေ့ကုန်တနေ့ကန်နေပူပူမိုးရွာရွာတကြောကြောအော်ဟစ်ရောင်းနေရတော့ကတနေ့ကိုကို့အတွက်ကြံလာမှငါးချက်အစွမ်းကုန်မဟုတ်လားဟင်အခုပကနဲ့ငွေတရာရတယ်မဟုတ်လားနောက်ကိုလည်းအများကြီးရအောင်မယ်ညမရဲ့အမေအိုကြီးစေးဘွားခအလုံးလောက်ရမယ်အပြင် စိတ်ကြိုက်အဝယ်စားတွေလည်းဝင်ခွေ့နိုင်အောင်မယ်မမိုက်ဆန်းပါနဲ့ညီမရဲ့ဒီလိုနေပင်စင်ကြီးတရားမမတက်ဤပိုက်ခွင်အတွင်သို့လုံလုံရရာတက်စင်ကြရောက်ခဲ့လျရတော်သည်တတန်းနှင့်တကူအချက်ကြီးချက်ရသောသူ့အဖြစ်ကိုစင်ကြီးမှာကောင်းစွာတတိရမိသည်အလွန်တရာကြီးလေးလာသောပြည့်မှုကြီးတစ်ခုကိုကျူးလွန်မိလိပြီဟုယူဆသည်တချိန်တည်းမှာပင်သူ့လက်တွင်သို့ရောက်ရလာသောငွေဆက်ခုတွေကို ပြည့်ပြည့်ခါကမပြုတ်လိုက်နိုင်အောင်လည်းဖြစ်ရပြန်သည်ထို့မြတာလောမဟုတ်သေးမိမိပေါ်၌အကျဉ်းသာကြီးခဲ့ပါသည် ကိုချင်းစာတရားတွေတောင်လိုမောက်အောင် ထားခဲ့ပါသည်ဆိုသောမမတက်ကိုလည်းအဘဲเจ้าဟူ၍ကမသိကြောက်ရယူတရားသေးသည်အစကနဦးတင်သောအမေကို လိန်သည်ဒီနေ့တိတ်ရောင်းကောင်းလို့ပါ အမေအကျွေးဟောင်းနေပြန်ရလို့ပါ အမေဈေးရောင်းကောင်းသောနေ့တွေ အကျွေးဟောင်းပြန်ရသောနေ့တွေတဖြည်းဖြည်းများလာသောအခါတခြားစကလုံးတွေကိုရှာကြံရသည်တိတ်ကျန်းစာရတာနဲ့တိမ်ကြီးစေးကဇာဘော်လီဆိုင်တွေကိုတွားပြီးတွင်းလိုက်တာအမေမမသက်ဆိုင်က လာကျုပ်စရင်ချင်းလိုက်တာ အမျက်တွေအများကြီးထွက်လာတာနဲ့ကျမကိုဆက်ပြရဆူလေးပေးတယ်အမေမမတက်ကတိတ်သဘောကောင်းချတဲ့အမေရဲ့သူ့သူ့တထေးကဆိုငွေကိုရေလိုသုံးတာပဲ။ ကျမကသူတို့ဆိုင်မှာကိုရောင်းပေးတာလကနဲတယ်ဆိုပြီးမြတ်တာရှိလို့ပေးတာအမေအာနာစရာတိတ်ကောင်းတာပဲအဲ့ရပေါ်တွင်ပက်လက်တာရှိနေပြီဖြစ်တော့အမေကဟုတ်လားမဟုတ်လားစဉ်းစားဝေခွဲရံပင်မစွမ်းနိုင်တော့ပြီမို့စိန်ကြီးအတွေ့အမေကိုလိန်ရညာရသည့်လှဲစားရသည်ဆိုသောအရေးတွင်စိုးစင်းမြပြဒနာမပေါ်ခဲ့အမေသည်တေအံ့ဆဲဆဲတွင်မျက်ရည်ကြာ၏ မပီပကလာပီကလာစကားလုံးအချို့ကိုကအာယူ၍ပြောစမ်းကြည်တမီးတမီးဤနှလုံးသောစကားကိုသာစိန်ကြည်ကြရသည် အမေကအသက်ကုန်နေလေပြီစိန်ကြည်သည် အာရပါရငို၏အတိုးချ၍ငို၏အမေရေတမီးအဖြစ်ကို မြင်လဲစမ်းပါဦးဟိုအသက်မရှိတော့ဘီဖြစ်သောအမေကိုသာ တန်းတကငိုလေသည် အဖေမရှိသည့်နောက်ပိုင်းကစ၍ဆင်းရဲခြင်းကြီးစွာနေထိုင်ခဲ့ရသောအမိအတွက်ငိုကြွေးခြင်းဖြစ်သလိုရေတိန်နေရောရေနက်တွင်းမှာပါဆင်ခဲဆင်ခဲနေခဲ့ရသည်အဖြစ်ကိုပါမရှိတင်ခဲ့ငိုယိုမိခြင်းဖြစ်ကြောင်းကိုကစိန်ကြီးမှတပါမြည်သူများပင်မသိပြက်သုံးလေးပြီဖြစ်သောအမိဘဝကဲ့သို့ပင်စိန်ကြီး၏ရိုးသားဖြူစင်သောအပြည့်ကင်းစင်သောပြုံမြင့်နုနယ်သောဘဝသည်လည်းပြက်သုံးခဲ့ရလေပြီ။ အမေနှင့်အတူယောသားဖြူစင်သောစိန်ကြီးဤဘဝသည်လည်းခတ်ထန်ကြံတန်းလာသည့်ဤမြေပြင်ထက်တွင်ပျောက်ကွယ်နစ်မြုပ်ခဲ့ရလေပြီအခန်းချောက်အမေသေးစဉ်ကမောင်ကြီးအသက်မမီလိုက်ဘုဒ္ဓထောင်ဘက်ကြီးအညာဆန်တင်မောကြီးစိတ်ကန်းတွင်ကိုလီထန်းနေခိုက်မော်တင်လမ်းဘက်ကြီးကွက်လက်ထဲမှတဲအိမ်တွင်အမေဆုံးချင်းဖြစ်ရာမောင်ငယ်ကလာခေါ်တော့မှပင်အိမ်ပြန်ခဲ့ရလေသည်ထို့အခါမှာအမေအလောင်းကိုပင်ပြင်ထားခဲ့လေပြီ။ အမေတေးပြီဆိုသောအခါမောင်ငယ်သည်စိန်ကြီးကဲ့သို့ပင်ဆိုင်ကြီးတငင်ကိုကြွေးလေသည်မောင်ကြီးကမျက်ရည်မကျမျက်ရည်ကျရကောင်းမယ်မသိအသက်က15နှစ်ပြည့်လာသည့်ယခုအချိန်ထိမောင်ကြီးသည် သူတွေ့ကြုံရင်ဆိုင်ခဲ့ရသောဖြစ်ရဟုသမျှကိုအေးအေးလူလူပြောပြောပါပါပင်ရင်ဆိုင်ခဲ့သူဖြစ်လေသည်အဖေတေးခဲ့ပြီဆင်းရဲဒုက္ခရောက်ခဲ့ကြရပြီလေခွင်းများစဘာတိနံများအကြမှာမွေးဖွားကြီးပြင်းလာရပေမဲ့ ထမင်းနတ်မှန်မစားရသောရပ်ပေါင်းများစွာကိုဖျက်တမ်းကြော်လွှားခဲ့ရပြီထို့မြတ်တာလောမဟုတ်သည်သူနေထိုင်ရာဇာတိရွာကလေးကိုပင်ဆွန့်လွှတ်ခဲ့ရသည်အမေနှင့်အတူသစိမ်းဆန်လာသောခတ်ထန်လာသောရန်ကုန်မြို့ကြီးသို့လာရောက်ခိုလုံခဲ့ရသည်ယခုအမေတေရပြန်သည်ရန်ကုန်မြို့ရောက်သည့်နေ့ကစ၍မျက်စိတငယ်ဖြင့်ရရာအလုတ်ဝင်လုခဲ့သည် ုထက်ကြီးသောကုလီများ၏အငေါအငန်းနှင့်ကျိန်းမောင်းမှုမျိုးစုံကိုခံကားအလုလုရင်းဝမ်းတခါအတွေ့ခြာကြံခဲ့ရလေသည်တုံးမကြောင်မောင်ကြီးသည်အမေတည်သော အခါငိုရန်တတိမယအမေအလောင်းမြေကြသည်နှင့်တပြိုင်နက်သူဆင်းနေကြစိတ်ကန်းတို့ပြန်ကားအလုလုသည် မောင်ငယ်ကလည်းရေခဲမကောက်တော့သူနှင့်တင့်လျော်မည်အလုတခုကိုရှာတွေ့ထားပြီဟုမောင်ငယ်ကဆိုသည်ဘာအလုလဲညီလေး ။အိုးအကိုနောက်တော့တိမှာပေါ့။အခုပြောကွာအခုတိကျင်နေ။ဟင်းမပြောနိုင်ဘူးနောက်တော့တိလိုက်မယ်ဆိုပြီးရောပေါ့။ဘာဖြစ်လို့အတင်းမင်းနေရတာလဲဗျာ။အေးဒါဖြင့်မင်းသဘောပဲ။တိတ်ကကနိုင်လာတော့မောင်ငယ်ကိုမောင်ကြီးကအချော်ပေးရသည်သာဖြစ်လေသည်။ငယ်စဉ်ကအတိုင်းမောင်ငယ်သည်ယခုတက်တိုင်းနှဲ့ကျင်ဆိုးကျင်သည်ဤ။မင်းရေခဲကောက်ရတာမပြောလို့လားညီဖြစ်သူကိုမတက်တာ၍အ Ciò ပေးစီရကမူမကျေနပ်သေးသောမောင်ကြီးကထပ်၍မေးပြန်သည် ဟင်မပြောဘူးမောင်ငယ်ကြီးအဖေမှတူတောင်းသည်ပြက်သည်ဘာဖြစ်လို့မပြောတာလဲပြောစားမှာကွာမင်းနဲ့စကားပြောရတာအားမရလိုက်တာညီလေးရအကိုစဉ်းစားကြည့်လေတာမုံးတစ်လုံးနဲ့လမ်းပေါ်မှာရေခဲအကြတွေလိုက်ကောက်နေရတာဘယ်နှစ်နှစ်ရှိပြီလဲတနေ့လာတဲ့ဒါပဲတနေ့လာတဲ့ဒါပဲရတော့တပဲလျှောက်ပြဒီကြားထဲတိတ်ရံများတာအကိုရဲ့လမ်းပေါ်ကျနေတဲ့ရေခဲအကျိုးပဲကောက်ရတာတော့ပိုကြကျင်တဲ့အကောင်တွေကရှိသေးတယ် ။ဒင်းစားချင်းအတူတူတလုံးပို့ရှူခြင်းနဲ့ကောင်းနေကြီးပဲ။ဒီကြားထဲမှာကျွန်တော်မနေချင်တော့ဘူး။စက်နေရင်တနေ့နေ့ရိုက်ပွဲဖြစ်လိမ့်မယ်။ဒါဖြစ်ရင်မင်းကိုလီထမ်းမလား။မထမ်းဘူးဗျာ။ရှာအရားလိုက်ထွက်ပြီးမဝရည်စာစားရတဲ့အလို့အကိုသာဒီအလုံမျိုးမှာပြောနေတာကျွန်တော်တော့တစည်းမှမလုပ်ချင်ဘူး။မောင်ကြီးကရဲရဲမြတာပြုံးနေလိုက်မိသည်။တကယ်ဆိုတော့ညီဖြစ်သူဤစကားအဘယ်မြမှန်ကန်ကြောင်းမောင်ကြီးကိုယ်တိုင်သဘောပေါက်နေပြီမဟုတ်ပါလော ငါလည်းပျော်လွန်းလို့လုပ်နေပါမဟုတ်ပါဘူးညီလေးရာတနေ့တနေ့ထမ်းရပိုးရနဲ့လူလည်းကျွဲပခုံးတို့ထနေပြီကူလီထမ်းရတာဘလောက်ပင်မန်းနေဆိုတာငါအတီးဆုံးပေါ့တခြားအလုပ်တစ်ခုခုတွင်ရင်ငါလည်းပြောင်းပါပေါ့ဒါကြောင့်မင်းကိုမင်းနေတာမင်းပြောင်းလုံးမဲ့အလုပ်ကဘာအလုပ်လဲလို့ဒါတော့မပြောသေးဘူးမပြီးခင်ဘာမှမသိစေနဲ့တဲ့မောင်ငယ်ဒီတခါတည်းရန်ဤတို့ပင်ကြီးကျယ်တတ်သူဖြစ်ပေ၏ သူပြောင်းလို့မိအလို့အကြောင်းကိုမပြောသေးဟုဆိုယုံတာမကမပီးခင်ဗမာမမြင်စေနဲ့ဟူ၍ပင်ဆိုနေပြန်သည်။မောင်ကြီးရောမောင်ငယ်ပါအမပြောเสียရရှိတယ်။အမပြောမဲ့စကားကိုတည်တည်ချာချာနားထောင်။တစ်ချောင်းလုံးစကားဝင်မပြောဘဲမောင်နှယောက်ပြောနေကြသည်ကိုသာတိတ်ဆိတ်စွာနားထောင်နေခဲ့သောစိန်ကြီးကယခုမှစကားဝိုင်းသို့ဝင်လာ၏။အဝေစားစင်ရင်ပုံမောမန်ခြေတထားပုံကအစအပြောဆိုပါမကြံပြောင်းလဲနေပြီဖြစ်တော့သူတို့အမကိုဂိုင်းတူလိုလိုကြည့်မိကြသည် သူတို့အမအဘဲကြောင့်ဤသို့ပြောင်းလဲနေရသည်ဆိုဒီကိုမောင်နေကမတိတော့ကြောင်လားတို့ဒီမဟုတ်တိပါလျက်နဲ့မတိတလို့လုံနေသလားတော့မဆိုနိုင် အမှုမဲ့အမမဲ့ဘာတိဘာတာပင်နေလေသည်သို့တော်မောင်ကြီးကကောင်းစွာတည်ထားပြီးဖြစ်သည်စိတ်ကန်းတွင် ကျက်စားနေသူဖြစ်ရာစိတ်ကန်းလောကမှအရှင်မွေး၍နေချင်းညာချင်းကြည်သွားသောစိန်ကြီးအကြောင်းကိုပန်းတရင်လေချင်းဆောင်၍လူတရင်လေချင်းလူချင်းဆောင်ကြလေသည်တက္ကလောကပင်လျင် ဟေ့ကောင်မင်းရမမင်းရမကရုပ်ချောသလောက်လူကြိုက်များနေတဲ့ဖာဆူกว่าဟုသူ့ကိုစခဲ့တော့ချောချွေနဲ့လက်သေးချင်းထိုးခဲ့ရသေးသည်သူတကယ်စိတ်ဆိုးခဲ့သည်ခဏကြာလျင်ချောချွေနဲ့သူပြန်တဲ့သွားသည်သူအခါချောချွေက သူကြားသိခဲ့ရပုံတွေကိုအေးအေးလူလူပင်ပြန်ပြောပြသည်စိန်ကြီးကိုမမတက်လက်တို့အပ်ခဲ့တော့စိုက်ကားသမားကိုထွေးတင်နေချောချွေသည်အရင်ကလမ်းမတော်စိတ်ကန်းတွင်အတူတကနေထိုင်ခဲ့ဘူးသည် စင်ကြီးနှင့်ဆက်လျင်းသည့်အကြောင်းတွေကိုထွေးတင်ကလုံးစိပတ်စိရှောချွေအားပြန်၍ပြောပြခဲ့ဘူးသည်မင်းစိတ်မကောင်းဖြစ်မှာဆိုလို့တို့ကမပြောဘဲနေတာပါကွာအားလုံးကတိနေကြပြီတို့စိတ်ကန်းကကိုနီကောင်တာလိုင်းကလည်းတိတာပဲတို့နဲ့ကိုလီထမ်းမော်ထမ်းမတ်အေးသွင်းတို့ကြည်တင်တို့ဝင်းထေးတို့အကုန်လုံးကလည်းတိနေကြတာပဲမင်းကိုသာမပြောတာခုနကငါလှုပ်ခနဲ့နောက်မိတာကိုတော့ငါတောင်းမှန်ပါတယ်ကွာ ို့နင်ကုလီထားမော်ထမ်းဘက်ချောရွှေကတို့ကလို့ပြောလိုက်တဲ့စကားတွေကို မောင်ကြီးကပြန်လဲကြားရောင်မိသည်ယခုတော့ကော့ပြန်ပြန်ဝယ်စားဆင်ရင်ထားသော အမအိရှိမောက်တွင် မောင်ကြီးမှာအနေရထိုင်ရခတ်နေမိသည်ဗိုလ်တတော်စိတ်ကန်းတွင် သူအဘေပုံမျက်နှာပြရပန်းအန်ဤဟုစဉ်းစားကြည့်သည်သို့တော့အမဖြစ်သူကိုကတခွန်းမှမပြောစိန်ကြီးကသာစကားကိုဆက်၏အခုအမေလည်းမရှိတော့ဘူးတို့အမောင်တို့မှ၃ယောက်ပဲကြံတော့တယ် ဒီတော့အမတခုပြောကျင်တယ်မင်းတို့နှစ်ယောက်စလုံးကြောင်းနေပါမင်းတို့ကို အမစာတက်စေကျင်တယ်ဘယ်နဲ့လဲမောင်ကြီးကဘာမှမပြောမောင်ငယ်ကသာနှစ်ဖူးပြင်နာရေဝဲနေတော့သပင်များကိုတက်တင်ရင်ကြောင်းနေတော့ပတ်စံဘသူပေးမလဲအမပေးမှာပေါ့ထမင်းရောဘသူကျွေးမှာလဲအမကျွေးမှာပေါ့မောင်ငယ်ရာဟင်အမမှာပတ်စံရှိလို့လားဟဲ့ရှိတာပေါ့ဟဲ့ဘဲကရတဲ့ပတ်စံလဲ တဲဒီတေနာကောင်လေးစကားကြောရှိလိုက်တာဘယ်ကရရနေနဲ့ဘာဆိုင်တယ်ဟင်ကြောင်းနေမလားမနေဘူးလားဆိုတာကိုသာပြောမဆိုင်တာတွေလျှောက်ပြီးပြောမနေနဲ့စိန်ကြီးကငေါလိုက်သည်စိန်ကြီးအင်းမျက်နာမှာနေရဲနေသည်ဒေါသမထွက်စဘူးထွက်ကမငေါစဘူးငေါနေသောအမကိုမြင်လိုက်ရသဖြင့်မောင်ငယ်ကဘာမှမပြောဘဲငြိမ်နေလေဒီတော့မှမောင်ကြီးကဝင်ပြောသည်ကျောင်းထားဖို့များအမကစဉ်းစားနေတယ်ဟုတ်လားကျွန်တော်တို့လိုဘုန်းကြီးကျောင်းက နမကာရဖတ်လာတဲ့ကောင်တွေကိုရန်ကုန်ကဘယ်เจ้าကလက်ခံပါလဲဒီရွယ်ရွယ်ကြီးတွေကြမှာတုံငတုံငတန်းကစပြီးနေလို့ရောဖြစ်မလားကျွန်တော်တော့မနေဘူးမောင်ငယ်ကလည်းနေပါမဟုတ်ဘူးเจ้าနေဖို့ဟာတွေကစိတ်ကူးမနေတော့နဲ့အလောက်ပဲလောက်မယ်ထမင်းစားဖို့ကအရေးကြီးတယ်အမတို့ဖြင့်ဒါဖြင့်မင်းတို့ကဘာလုပ်မှလဲကဲပြောစမ်းပါဦးဘာလုပ်လို့ဘောအမနဲ့မဆိုင်ဘူးကျွန်တော်တို့အတွက်အမဘာမှပူစရာမလိုဘူး မင်းတို့ကဘာတွေများအားကိုးရှိနေလို့ဒီလောက်တောင်ဖြစ်နေရတာလဲပြောကြမအောင်အမေလည်းမြေကြီးတဲ့ရောက်ရောမင်းတို့ကလည်းအမကိုအားပြန်ခံနေကြပြီပေါ့ဟုတ်လားအမကိုအားခံတာမဟုတ်ပါဘူးကျွန်တော်တို့အတွက်မပူပါနဲ့ကျွန်တော်တို့ဝမ်းကျွန်တော်တို့ဘာသာခြားစားပါမယ်ဆိုတာအမကိုအားခံတာလားအမကိုအားခံခြင်းရင်ခုမှမဟုတ်ဘူးဟိုအရင်ကတည်းကအားခံနေအမမို့လို့မပြောဘဲနေခဲ့တာအမဘာတွေ၆လောက်နေတယ်ဆိုတာမသိဘူးမှတ်နေသလားဟမ် တခါတည်းပြောလိုက်ရအတုံးလိုက်အတိတ်လိုက်ဖြစ်ကုန်တော့မယ်မပြောပါဘူးဟုမြို့သိမ့်ထားစီကြကပင်စကားအစွန်းအစတွေထွက်ကုန်သည် မောင်ကြီးသည် အသားတဆက်ဆက်တုံနေ၏မောင်ငယ်ကခေါင်းငုံထားသည်စိန်ကြီးကတစ်ဖက်သို့လှဲ့ကာငိုနေလေ၏အမလည်းလှုပ်ရှင်ရလို့အမကောင်းတဲ့ထင်တာသာလှုပ်တော့ကျွန်တော်တို့ကိုထဲ့ပြီးမစင်းစားတော့နဲ့ဒါပဲကျွန်တော်တို့ဒီမှာမနေဘူးသွားမယ် အမလည်းဒီမှာနေချင်းနေမနေချင်းကြိုက်ရာကိုသွားကြိုက်တာကိုလို့အမသဘောပဲဗျာကျွန်တော်တို့သွားမယ်လာညီလေးသူတို့ညီရကိုထွက်လာကြသည်အမေမရှိတော့ပြီဖြစ်တော့တဲကလေးအတွင်း၌ကစိန်ကြီးတယောက်ထဲသာလျင်မျက်ရည်လေဆွဲဖြင့်ကြံ့ရစ်ခဲ့လေသည်သူဤပန်ဝန်းကျင်တစ်ခုလုံးအမောင်တို့လွမ်းရှည်ပြီအခန်းခွနှစ်မင်းဘာလို့ရှင်တယ်လဲပြောမင်းလို့ရှင်တဲ့အလို့ရစေရမယ် ကျွန်တော်စိတ်ကမ်းကိုမပြောင်းချင်သေးဘူးစိတ်ကမ်းမှာလောက်ရတဲ့အလုပ်တွေကလွှဲရင်ဘာလောက်ရလောက်ရလုံးမယ်ဗျာအေးကောင်းပြီဒီလိုတရဝမျိုးကမှငါကကြိုက်တာကွဒီနေ့ကစပြီမင်းစားရေးတောင်ရေးနေရေးထိုင်ရေးဘာမှမဟုတ်နဲ့ကြားလာငါရှိတယ်ငါတို့အလုပ်ကတော့ချင်းချင်းပြောမယ်ကွာဥပဒေနဲ့မကင်းဘူးဒါပေမဲ့ပတ်စံရတယ်မင်းပတ်စံလိုချင်တယ်မဟုတ်လားဟုတ်ကဲ့ပတ်စံဆိုတာလူကလုံရင်ဖြစ်တာကွမှတ်ထား လူကမလို့ရင်တော့ပတ်စံမဖြစ်ဘူးလှုပ်ရဲရင်ရတယ်မင်းကောင်ကပညာအကုန်ပေးမယ်မင်းတတ္တိရှိတယ်ငယ်ရွယ်ဖြတ်လက်တယ်အဲ့ဒါကောင်ကသဘောကျတာကွာကိုပါကြီးရဲ့စကားကိုမောင်ကြီးကသဘောကျမိလေသည်မော်တင်ကွက်တဲ့မှထွက်လာချိန်မှစ၍သူနှင့်လမ်းခွဲသားသောညီဖြစ်သူမောင်ငယ်ကိုပါလိုက်၍ခေါ်ခြင်းသည်သို့တော်မောင်ငယ်ကလည်းသူ့အလို့ရှိရာသွားမည်ဟုသာဖြေသွားသည်ဘဲကိုသွားမည်ဟုမပြော မောင်ငယ်ဘာလို့မြည်ကိုလဲမသိသူကတော့ကိုပိုက်ကြီးစီတို့ရောက်လာသည်စိတ်ကန်းတို့မပြန်တော့ဟုဆုံးဖြတ်ထားခဲ့ပြီဖြစ်တော့သူ့ကိုကိုပိုက်ကြီးနဲ့ဆက်သွယ်ပေးသူမှာချောချွေဖြစ်လေသည်ချောချွေကစိတ်စိတ်ကန်းတွင်အတိတကျအလုပ်လုပ်သူမဟုတ်တရက်နှစ်ရက်လောက်သာအလုပ်လာလုပ်ပြီး၄၅ရက်လောက်ကိုကိုရောင်ဖြောင်းနေတတ်သူဖြစ်သည်အဆက်အသွယ်အပေါင်းအသင်းလည်းကောင်းလေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းနှစ်စီစဉ်တင်ဆက်မှုကိုအီမာရင်ခိတ္တခဏရန်နာခွင့်ပြုပါခင်ဗျာ ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြရသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ